လက္ခဏာနဲ့ပတ်သက်ပြီးလေးလံမိတဲ့ပညာရည်လေးတွေအကြောင်းပြောချင်ပါတယ်ပထမဦးဆုံးပြောချင်တာကတော့ငွေရှာကျန်းတဲ့လက္ခဏာလို့ပြောရပါမယ်ဒီလိုမျိုးလက္ခဏာရဲ့အသက်လမ်းနဲ့ဦးကောင်းလမ်းအောက်ဆုံးဘက်အစွန်းနားမှာဒီတက်လာတဲ့ကံလမ်းကြောင်းကြီးနဲ့ထိဆက်ပြီးသရိကံပုံမျိုးဖြစ်နေတတ်တာလည်းရှိတယ်ဗျဒီသရိကံပါနေတာက မထင်ရှားဘူးဆိုရင်တော့ငွေဘလောက်ရှာရှာမလုံလောက်တတ်ပါဘူးငွေတော့ဝင်မယ်ဒါပေမဲ့အဲ့လိုသတိကံကမထင်ရှားရင်တော့ထပ်သမျအကုန်ထွက်မယ်တကယ်လို့သတိကံကထင်ရှားပြတ်သားရှင်တော့ငွေရှာလဲကျန်တယ်လို့ငွေလဲစုတာတော်တယ်လို့ပါအဲ့ဒီလိုမျိုးသတိကံဟာလဝါပြင်ဘယ်ဘက်မှာပါရင်တော့ငွေရှာကောင်းပေမဲ့ကျမ်းမာရေးထိခိုက်တတ်ပါတယ်ရှာသမျှကျမ်းမာရေးစည်းနဲ့အကုန်တော်များပါတယ် ဒီကလို့ဘဲညာနှစ်ဖက်လုံးပါမယ်ဆိုရင်တော့အလူတန်းရရတဲ့သူလက်ဖွာတက်သူဓာတ်လက်တိုက်တွေကိုအလူပေးတက်သူလူတင်မဟုတ်ပဲပရလောကမှာကျင်နာတက်သူဖြစ်ပါလေလိမ့်ပြအနုပြီးတော့အိမ်မက်တွေအကြခဏမတက်ပါလေတနင်္လာကြုံကမှာပါဒီလိုမျိုးကြီးပိုင်တော့အချားမြင်ရတက်တယ်လို့အဆိုရှိတယ်ဗျဒါကငွေရှာကျန်းတဲ့လက္ခဏာကိုပြောပြတာပါနောက်တစ်ခုကိုလည်းပြောကြည့်ပါရစေအခုပြောကြည့်တာကတော့အပြိုကြီးလူပြိုကြီးဖြစ်တတ်တဲ့လက္ခဏာပါ ဒါပေမဲ့မတော်တဆဆိုသလိုအိမ်အောင်ကြသွားတာတော့ရှိတာပေါ့ဗျာဒါကတော့ကန်ချမာအကြောင်းတရားရပါမိတ်ဆွေရဲ့နှလုံးလမ်းကြောင်းကိုကြည့်ပါနှလုံးလမ်းကြောင်းကအဲ့ဒီလိုမျိုးကြီးအထင်ရှားပြက်ပြီးတော့တချောင်းကအောက်တချောင်းကအထက်ကိုရောက်နေတာမျိုးရှိလားနှလုံးလမ်းကြောင်းနေရာကလည်းကျွန်တော်တို့တနင်္ဂနွေဂျုံကုန်နဲ့စနေဂျုံကုန်ကြားတိတိကြီးမှာပြက်နေတာမျိုးဗျအဲ့ဒီလိုမျိုးလက္ခဏာကိုဒါအပြိုကြီးလူပြိုကြီးလက္ခဏာလို့ခေါ်ပါတယ် ။ရောင်မောင်လည်းချစ်နဲ့တွေ့ပြီးအကြောင်းမျိုးကြောင့်ချစ်ကိုစိတ်ကုန်ပြီးတယောက်ထဲနေသွားတဲ့လက္ခဏာပိုင်းရှင်တွေအထူးကြံတဲ့သူတွေမှလည်းတွေ့ရတတ်ပါလေ။တချို့ကြတော့မတော်တဆအိမ်တော်တော့ကြသွားတယ်။နောက်ဆုံးချိန်မှာတော့တရားတပောင်းဖြစ်တယ်။နောက်ပြီးတော့သဒ္ဒနာပောင်းတွေကိုအပီးပန့်ရောက်သွားတဲ့သူတွေမှအများဆုံးတွေ့ရပါလေ။တနည်းပြောရင်တော့အချစ်ကန်ခေတဲ့သူတွေမှအများဆုံးတွေ့ရတဲ့လက္ခဏာသင်္ကေတလို့ပြောလဲမမှားပါဘူးနောက်ထပ် လေးလာမိတဲ့လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်။တနင်္ဂနွေဂျိုကုန်းမှာတနင်္ဂနွေခွင်ပါလား။တနင်္ဂနွေဂျိုကုန်းဆိုတာလက်သကျွဲကိုပြောတာပါ။လက်သကျွဲလက်ချောင်းကတနင်္ဂနွေလက်ချောင်းလို့လည်းဘေးရီပညာရဆိုပါတယ်။လက္ခဏာပညာရဆိုပါတယ်။လက်တကြောတနင်္ဂနွေဂျိုကုံမှာဝိုက်နေတဲ့ကွင်းလေးပိုင်းတော့တနင်္ဂနွေကွင်းလို့ပြောတယ်ဗျာတနင်္ဂနွေလက်စပါအင်မတန်မှတွေ့ရခဲ့ပါတယ်ဒီလိုလက်စမျိုးကလက်ညိုးကပိုင်းတော့ဆော်လမွန်လက်စလို့ခေါ်တာပါဗျာလက္ခဏာပညာရဲ့မှာတနင်္ဂနွေဂျိုကုံဟာ လက်သက်ကြက်လက်ချောင်းရဲ့အခြေမှရှိတဲ့အသားဆိုင်ကိုခေါ်တွင်ပါလေလက်သက်ကြက်လက်ချောင်းကိုတနည်းကနေလက်ချောင်းလို့သမုတ်သလိုပါပဲလူသားတွေမှာပုံမှန်ဖြတ်တန်းနေကြပါတယ်တူတူစူးစမ်းနေကြတာဖြစ်လင့်ကစားတိုးတက်မှုကတော့မတူညီနိုင်ဘူးဥမာခရီးတစ်ခုခုတူသွားတယ်ဆိုပါတော့ဗျာလာယာလန်းတူပေမဲ့ခြေလျင်လျှောက်တဲ့သူစပိန်နဲ့တော့လူဆိုင်ကနေတော့တဲ့သူကားနဲ့သွားတဲ့သူလေရင်နဲ့သွားတဲ့သူမတူပါဘူးလူတွေမှာလည်းအဲ့ဒီလိုပါပဲ ရေပုံရလူသက်တံ85နဲ့ဝင်ကျင်မှာစူးစားကြစမြဲပါငွေစားကနေတည်တဲ့အထိစူးစားစမြဲပါဒီလိုတွေဖြတ်သန်းရင်လူသားတိုင်းတောင်းတတဲ့အခြေအနေကိုစောစီးကြုံတွေ့ရတယ်လို့တချို့ကလည်းသေသာသေဝတယ်မကြုံတွေ့ရဘူးဆိုတာမျိုးရှိပါတယ်အဲ့လိုစောစီးတွေ့ရတဲ့သူတွေကံကောင်းတဲ့သူတွေမှာတနည်းကနေခွင်းပါတတဲ့ဗျဒီ theory ရောက်ဆိုရင်ဒီမှတ်သားပါတဲ့လက္ခဏာရှင်ဟာငယ်ရွယ်စဉ်ကစားယူဘဝတလျှောက်မိမိလုပ်သမျှလုပ်ငန်းတွေမှာ ကံကြမာရဲ့ဖေးမမှုကြောင့်ကံကောင်းတတယ်။ကိုညီမဆသူအမြဲရှိတယ်။မိမိလုံနိုင်တာထပိုးအောင်မြင်တတ်တယ်။ရရမရေကန်အသင့်ကြာအသင့်ဖြစ်တတ်တယ်။အောင်မြင်ကြော်စောတယ်လူထင်းကြီးခံရတယ်။အိုးဟိုင်းအိုးအိမ်ချမ်းမြေတိုက်တာချွေရန်သင်ပင်များတယ်။မပူမပန်နေရတတ်တယ်။တွေ့ရခဲတဲ့လက္ခဏာအမှန်သားလို့ပြောလို့ရပါလိမ့်။နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်။အခုပြောချင်တာကတော့လဝါပြင်ပေါ်မှာရှိတဲ့ကြက်ချေခတ်တဲ့အကြောင်းပါ။ တက်ချေဆိုတာဟာလဝါပြင်ရဲ့ဘယ်နေရာမှာပါပါမကောင်းစွမ်းကို ပေးပါတယ်တက်ချေပါလို့ကောင်းကျိုးပေးတယ်ဆိုတာကတော့လက်ညှိုးအောက်ခြားသားပေးချို့ကမှာပဲရှိပါလိမ့်ကဲတက်ချေကြောင့်ကြည့်ရအောင်ဗျဂမ်မီယာတက်ချေလက်ခဏနဲ့လက်သွေးကြောင်အောက်တက်တဲ့ညာလမ်းကြောင်နဲ့နှလုံးလမ်းကြောင်ချာချက်ချေအမှတ်သားလို့အများတကာသိပါတယ်ဂမ်ဘီယာချက်ချေအမှတ်သားပါရှိသူတွေအတွက်သတိထားစရာရှိပါတယ် အတိတ်ပစ္စုပန်မိမိမသိရှိခဲ့ရတဲ့အရင်အတိတ်ဘဝကဖြစ်ရတဲ့သက်ဆိုင်နေသလိုလို ဖြစ်ပါလေ။ကံမြတ်ချက်ချေပါသူတိုင်းလက်ရှိဘဝပစ္စုပန်မှာမိမိလုပ်တဲ့အရာတိုင်းကောင်းဆိုးတွေချက်ချင်းပြန်လည်ခံစားတတ်ပါလေ။မယုံနိုင်စရာပါတိမထာမိသူတွေအတွက်တော့ဂမ္မိယကြက်ချေရဲ့ပါရမီအကျိုးတရားသဘောထား အပြည့်အဝသိရပါတယ်ကုသိုလ်အကုသိုလ်ကျိုးတရားတွေမိမိမခွဲခြားနိုင်လဲဂမီးယားချက်ချေကပြပါတယ်ဂမီးယားမှတ်သားပါလာတဲ့အတွက်လောကရန်အကျဉ်းချက်ခံရတယ်ပါမီဖြည့်စွန့်ခြင်းအတွက်လက်ရှိဘဝမှာသီလသမာဓိပြည့်စုံရင်ဆရာကောင်းသမားကောင်းမိတ်ဆွေကောင်းနဲ့အမြန်ဆုံးနေစေပါတယ်အာကုသိုလ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမိမိနဲ့ဘလို့မှအကျိုးမပေးပါဘူးမဆက်သလိုဖြစ်နေပါတယ်ယုံကြည်ခြင်းမယုံကြည်ခြင်းကတော့အပထားပါ ဂမ်ဘီယာချက်ချေပါတဲ့လူဟာအာကုတ္တလုံနဲ့ဘလို့မှအကျိုးမပေးပါဘူးဂမ်ဘီယာချက်ချေအမှတ်သားဟာထိုးချမှုတွေရှိပါတယ်လက်ရှိဘဝမှာမရောက်ဖို့မတော်ဘူးတဲ့နေရာတွေမိမိရောက်သွားတဲ့အခါအံ့ဩမှုတွေကြုံရတတ်ပါတယ်ကိုယ်စိတ်ထဲမှာတည်ငြိမ်သလိုလိုရောက်ဖူးနေသလိုလိုပေါ်လာတတ်ပါတယ်တခါတလေလူစုံတဲ့စကားဝိုင်းကြရင်ဒီလိုစကားဝိုင်းနေဒီလိုဝတ်စားနေဒီလိုပြောတာတွေမိမိကပြောခုထားသလိုလိုပြီးရင်ဘာပြောမယ်ဟာဆိုမိမိကကြိုတိနေသလိုလိုဖြစ်တတ်ပါတယ် ။ဒါအတိတ်ကိုပြန်သတိရနေတယ်လို့တော့ရှိမှာအကုန်စင်တော့ပြန်မြားခဲတယ်ဗျာ။ကံမြတ်ချက်ချေအဓိကအကြောင်းရင်းတရားကိုသိထားရမှာကမိမိကဖရာတရားမြဲပါ။ပရိစိတ်နဲ့လည်းကောင်းနေပါ။ကံမြတ်တဲ့ချေပါတဲ့သူဟာပြောရမယ်ဆိုရင်တော့အခုဘဝမှာနေရှိသမျှဝိကျေကိုကောင်းဆက်တဲ့သူပါဒီလိုပဲမှတ်သားပါနောက်တစ်ချက်ကလက်သက်ကျွယ်အောင်တင်းနှင်းကုနေကျော်ကောင်ဒေါင်းလိုင်းမြင်းပေါ်မှာကြက်ချေကပါနေလားအဲ့လိုကြက်ချေကပါရင်လူငယ်တွေအထူးသတိထားရမယ်ဗျာ ထူးသဖြင့်အမျိုးသမီးငယ်တွေပါနော်အမျိုးသမီးငယ်သမီးများသိထားဖို့သိထားတဲ့အမှတ်အသားလေးဖြစ်ပါတယ်။အဲဒီလိုမျိုးလက်သက်တွေအောင်တင်းငင်ကုန်ဒီပုံချုံကုန်ပေါ်မှာချက်ချင်းခဲ့ပါရင်မဖြစ်လဲဆိုတော့အပျော်ပါးကျူးလွန်တဲ့လက္ခဏာအမှတ်အသားပြ။မိမိကသတိမထားမိသလိုဖြစ်ပေါ်လာပြီးမိမိရဲ့ဂုဏ်သိက္ခာမိမိဘဝတန်ဖိုးကျဆင်းတပါတယ်။ဂုဏ်သိက္ခာတန်ဖိုးထားတဲ့သူတွေအတွက်ဒီလိုအမှတ်အသားပေါ်လာရင်အင်မတန်ကြီးဆရာပါပဲ။ ပေါင်းသင်းမှမဖို့အထူးလိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေပြောတော့ဒီလိုမသားပေါ်လာရင်မိမိလုပ်ငန်းမိမိမိသားစုကျန်းမာရေးလူမှုရေးအားလုံးကိုတည်ထားနေရမယ့်အချိန်ကာလပါ။မိမိရဲ့အောင်မြင်ပြီးသားစီးပွားရေးဟာတဟုန်ခိုးကြဆင်နေတာမလို့ယုံကြည်ကြပါ။ဒါဆိုရင်မိမိအတွက်အကျိုးမရောက်ပါဘူးလို့ပြောချင်ပါတယ်။နောက်ထပ်အမှတ်အသားတစ်ခုပြောချင်ပါတယ်။လမရဲ့အရင်ပေါ်ဗျာဒုတိယဆက်အောက်ပိုင်းအရစ်ပေါ်မှာအစင်းတွေများပြီး တတိယအရစ်ကနေ outside ထိုးစင်းတဲ့မြင်းဟာမှန်ချစ်ပုံတရံတူသွားပြီးအစင်းများနေရင်မိမိဟာစိတ်ထင်အောင်ထင်မာတဲ့ဖြစ်ပေါ်တတ်ပါလေ။ညာအရာဝန်ကျင်းလူကြီးတိတ်တဲ့အခါတရွက်ကြီးကိုင်းကြောက်ကျိုးတဲ့အခါစိတ်ထဲလန့်နေမိတယ်။တစိကြောက်တဲ့သူဆိုတချောင်းနေတာလားလို့ထင်အောင်ထင်မာတတ်ပါလေ။တစိမကြောက်တဲ့သူကဒါရောလူကက်နေလားကိုကိုတခုခုရံမှုတော့ပါလားတကယ်ဖြစ်မလားပဲအကြမ်းနဲ့ စိတ်ချောက်လန့်ထင်အောင်နေတတ်ပါလိမ့်ကြံတဲ့ထင်အောင်ထင်မှားတွေတွေးတော့တတ်တာလည်းရှိပါတယ်နောက်တစ်ခုကိုပြောချင်ပါတယ်နှလုံးလမ်းကြောင်းအစအောက်ကို downline ဆင်းနေများရင်တော့အချွေရန်ပါရှိခြင်းအကူအညီခံရခြင်းအပေါ်အစင်းထောင်တာများရင်တန်ရုံးစဉ်တွေ့တာလွယ်ခြင်းအချစ်ရေးအိမ်တော်ရေးစိတ်ကူးရင်နေခြင်းဒီလူတွေအတွက်စိတ်ကူးဖြောက်မှလက်တွေ့အိမ်တော်ကြရတတ်ပါလိမ့်နောက်ထပ်အမှတ်အသားတစ်ခုပြောချင်ပါတယ်အသက်လမ်းကြောင်းအောက်ခြေအမှတ်အသားတွေဟာ ောင်းခြင်းပဲများပါတယ်မိမိအိုဇာရာအတွက်ကုဘောလောင်ဘက်ရှိနေခြင်းမိမိရဲ့ကိုယ့်ကိုယ်ကိုမိမိကိုအသက်ကြီးပိုက်မှာကုညီမဲ့သူရှိတဲ့တဘောပါစိတ်ဒုက္ခရောမရောကတော့တစ်ခုနဲ့တစ်ခုတူနဲ့တူတော့ကံမတူတာများပါတယ်ဥပမာတကယ်လို့အောက်ခြေမှာညောင်ခြေထောက်တွေညောင်ဦးတွေညောင်မြစ်တွေငကြင်းမြစ်တွေညောင်ရွက်တွေဘာပဲပါပါတစ်ခုမဟုတ်တစ်ခုပါရင်အိုဇာရာကံတော်ကောင်းပြီလို့မှတ်လိုက်ပြီတော့ကဲ လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ